မင်္ဂလာပါ။ကောင်းချီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါရစေ။ဒါဝရပြားထံတော်ဘာမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါပြီအကြောင်းလဲဆုတောင်းပေးပါရစေ။ဒီမနက်မှာဂျေဇုရောအဖြစ်ကျွန်တော်နဲ့တူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်ကောရင်သူဩဝါဒစာပထမဆုံးအခန်းကြီး15အပိုင်ငယ်58ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါရစေ။ထို့ကြောင့်ငါချစ်သောညီကိုယ်တို့သင်တို့ဒီသခင်ဖျားဤအမှုတော်ကို ဆောင်ရွက်၍ အကျိုးကြီးသည်ကိုတိမှတ်သဖြင့်တီးကြီးသော စိတ်နှင့်ပြည့်စုံ၍မရွေ့လျော့မတိမ်ငိမ့်ပဲလျက်သခင်ဖျားဤအမှုတော်ကိုစူးစမ်းအားထုတ်ကြလော့ဒီနေရာမှာတော့စိတ်တက်ကြနေတဲ့အာရုံနေတဲ့အမှုတော်ဆောင်တွေအတွက်တော့အားဖြစ်စေမဲ့အားပေးစကားဖြစ်ပါတယ်ကျွန်တော်တို့အမှုတော်မြတ်လုပ်ငန်းထဲမှာသွားတဲ့အခါမှာတချို့တွေက အောင်မြင်ကြတယ်လူများတဲ့အသင်းတော်တွေငွေကြေးတောင့်တင်းတဲ့အမှုတော်မြတ်လုပ်ငန်းတွေကို လှုပ်ဆောင်နေကြပေမဲ့တချို့တွေကတော့အခုမှစကားစလူအ ਨੇ စုနဲ့ငွေကြေးအ ਨੇ ငယ်နဲ့လုံနေကြတဲ့သူတွေရှိပါတယ်။များသောအားဖြင့်တော့အဲ့လိုအားနေတဲ့အသင်းတော်တွေငွေကြေးမတောင့်တင်းတဲ့အမှုတော်ကိုဆောင်ရွက်နေကြတဲ့သူတွေကတော့အခုခေတ်ကြီးမှာအာရုံစရာစိတ်ပျက်စရာတွေများစွာကြုံတွေ့နိုင်တာအမှန်ပဲဖြစ်ပါတယ်။ငွေကြေးတောင့်တင်းပြီးတော့မှမိမိစိတ်တိုင်းကျလှုပ်ချင်တာကိုလှုပ်ခွင့်ရတဲ့သူတွေနဲ့စာရင်တော့ အများကြီးသူတို့အတွက်အာယူစရာတွေရှိနေတာအမှန်ပဲဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်ရဲ့မျောလင့်ချက်က လောကအရာမဟုတ်ဘဲဝိညာဉ်အရာကျွန်တော်လုပ်တဲ့အလုပ်တွေကသာဝရအကျိုးကို ဖြစ်စေမှာဖြစ်တယ်ဆိုတာကို သိမှတ်ပြီးတော့မှ အာရုံချင်းမရှိဘဲစိတ်ပြတ်ခြင်းမရှိဘဲနဲ့သခင်ဖရားရဲ့အမှုတော်ကိုသာ၍ကြိုးစားကြရမှာပဲဖြစ်ပါတယ်လက်လျှော့လိုက်လို့မဖြစ်ပါဘူးရေနစ်သူဝါကူထိုးဆိုသလို အားနေတဲ့သူတွေစိတ်တက်ကြနေတဲ့သူတွေအခက်ခဲတွေကြုံနေတဲ့သူတွေကို ပိုပြီးခက်ခဲသွားအောင် ပိုပြီးအားရော့သွားအောင်တော့ကျွန်တော်မလုပ်သင့်ပါဘူးအားနေတဲ့အသင်းတော်တွေကို ဖေးမှကူညီရမှာဖြစ်တယ်လို့ငွေကြေးလိုအပ်နေကြတဲ့အမှုတော်ဆောင်တွေကိုလည်းကြီးစုတက်ဖို့လိုပါတယ်သူတို့ကဘုရားသခင်ကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့ဘုရားသခင်အမှုတော်ကိုထမ်းရွက်နေကြတာဖြစ်ပါတယ်ရလိုစိတ်မဟုတ်ဘဲနဲ့ပေးဆက်လိုစိတ်နဲ့ အမှုတော်ကိုထမ်းရွက်နေကြတာဖြစ်ပါတယ်ဒီလိုအခက်ခဲတွေတိပါရဲ့နဲ့အမှုတော်ကိုမစွန့်ပစ်ဘဲနဲ့အားကျိုးမှန်တက်လှုပ်ဆောင်နေကြတာကို ကျွန်တော်တို့အားပေးတင်ပါတယ်တချို့တွေကငွေကြီးရလို့စိတ်နဲ့လှုပ်ကြတာမှန်ပေမဲ့ကျွန်တော်ယုံကြည်တာတစ်ခုကတော့ဘုရားသခင် အမှုတော်ကိုထမ်းရွက်တယ်ဆိုတာဘုရားသခင်ကိုမချစ်ဘဲနဲ့တော့လှုပ်လို့မရပါဘူးဘုရားသခင်ကိုချစ်ပြီးတော့မှ ခေါ်တန်ကိုကြားပြီးတော့မှ ဘဝတစ်ခုလုံးကိုဆက်ကပ်ပြီးမှအခက်ခဲပြဿနာတွေကိုရင်ဆိုင်ကျော်လွှားနိုင်ဖို့ရန်အတွက်အားရနေမယ်ဆိုရင်အဲ့လိုလူမျိုးတွေကိုကျွန်တော်တို့ကရှာဖွေပြီးတော့အားပေးဖို့နှစ်သိမ့်ဖို့ထောက်ပံ့ပေးဖို့အင်မတန်အရေးကြီးပါတယ်။ဒါကလည်းအမှုတော်ကိုတစ်ဖက်တစ်လမ်းကနေထောက်ပံ့နေခြင်းပဲဖြစ်ပါတယ်။ချစ်တော်မိဘညီကိုမောင်တို့မတို့ကျွန်တော်တို့မြန်မာနိုင်ငံမှာ အမှုတော်ကိုထမ်းရွက်နေကြတဲ့အမှုတော်ဆောင်ခြင်းတူရင်တောင်မှ နောက်ခံ background တွေမတူကြဘူးပံ့ပိုးမှုတွေမတူကြဘူးလောက်ကင်ပုံအရေးချင်းတွေလည်းမတူကြသလိုငွေကြေးတောင့်တင်းမှုတွေလည်းမတူကြပါဘူးသို့တော်လည်းပဲကျွန်တော်တို့အားပေးရမယ့်သူတွေကိုတော့ကျွန်တော်အားပေးဖို့လိုတယ်လိုအပ်နေတဲ့အမှုတော်ဆောင်တွေကိုထောက်ပံ့ပေးဖို့လိုတယ်အမှုတော်ကိုစူးစမ်းပြီးထမ်းရွက်နိုင်ဖို့ရန်အတွက်ကျွန်တော်နီလန်မျိုးစုံနဲ့ရှာဖွေပြီးတော့မှကူညီပေးဖို့လိုပါတယ် သူတို့တွေအာရော့သွားမယ်သူတို့တွေနောက်လှည့်သွားမယ်ဆိုရင်အမှုတော်မြတ်လုပ်ငန်းကနောက်နေသွားမလားလို့ကျွန်တော်တို့စိုးရင်เสียရှိပါတယ်မြန်မာပြည်မှာရှိတယ်များစွာသောမပြောင်းလဲသေးတဲ့သူတွေပြောင်းလဲပုံရံအတွက်ရိတ်သိမ်းမဲ့သူတွေများစွာလိုသေးပါတယ်အဲ့ဒီရိတ်သိမ်းမှုကိုစိတ်ဆန္ဒရှိပြီးတော့မှတက်ကြွစွာ ပါဝင်နေကြတဲ့သူတွေရဲ့လိုအပ်ချက်တွေကိုလည်းကျွန်တော်တို့သတိပြုပြီးတော့ပံ့ပိုးပေးဖို့အင်မတန်အရေးကြီးပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့ အားမရောပါနဲ့စိတ်မပြတ်ပါနဲ့တခင်ဖျားရဲ့အမှုတော်ကိုကြိုးစားပြီးလှုပ်ဆောင်ပါဘာကြောင့်လဲဆိုတော့အကျိုးကြီးတယ်ဆိုတာကိုနားလည်သိချင်ပါတယ်ဖျားရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဖျားကိုတော်ကိုကျေးဇူးတင်ပါတယ်တခင်ဖျားရဲ့အမှုတော်ဟာအကျိုးကြီးပါတယ်လှုပ်ဆောင်မှုရဲ့နောက်ွယ်မှာရလက်တွေကရမှာဖြစ်ပါတယ်သာဝရရလက်တွေကိုရရှိစေဖို့ကိုရရှင်ဖျားမဆကောင်းကြီးပေးတော်မူပါ ဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းရဲ့အသက်တာမှာလဲအာရုံစိတ်ပြည့်ခြင်းမရှိပဲသခင်ဘုရားရဲ့အမှုတော်ကိုထမ်းရွက်နိုင်တော်သူများဖြစ်စေပါဘုရားသခင်ထံမှရမယ့်အရာကအကျိုးကြီးတယ်စွာသိမှတ်စေပါယေရှုတင်လက်တနည်းတာလုံးဆက်ကတ်တဲ့အခါသခင်ယေရှုနာမ၌ဆက်ကတ်အနံဆုတောင်းပါ၏အာမင်